င်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမှာက အာယုံဆုဆိုင်မှုအဖြစ်နဲ့အလုတ်လုတ်ခြင်းအဲ deep walk လို့ခေါ်တဲ့အကြောင်းအရာပါဟုတ်ကဲ့ဒီချက်လက်ဒီကလည်း Kew Newport နဲ့အဲ့ဒီနာမည်ကြီးစာအုပ် deep walk ကို အခြေခံထားတာပေါ့ဟုတ်ပါတယ်ဒီနေ့ဆွေးနွေးမှုမှာအထူးကားတော့လေဒီအာယုံဆုဆိုင်တီလုတ်တဲ့အလုတ်မျိုးကဒီခေစီပွားရေးမှာဘာလို့အရန်တန်ဖို့ရှိလဲဟွန်းပြီးတော့တစ်ဖက်မှာလည်းဘာလို့ဒီလောက်ရှားပါးသွားရတာလဲ ဆိုလာကိုကြည့်ကြမယ်။နောက်ပြီးဒီလိုလောက်တာကအလုံးနဲ့ဘဝအတွက်ဘလို့အတိတ်ပဲပို့ရှိစေနိုင်မလဲပေါ့။စိတ်ဝင်စားစရာပဲ။ဆိုတော့အရင်ဆုံးအဲ့ဒီ deep work ဆိုတာကိုနည်းနည်းပို့ရှင်းအောင်ပြောပြပါလား။အပေါ်ရင်အလုံးမဟုတ်ဘူးဆိုတာတော့တည်လဲ။ဟုတ်တယ်။ deep work ဆိုတာကလေအတိပညာပိုင်းအရာခက်ခဲတဲ့အလုပ်တွေကိုလုပ်တဲ့အခါမှာပေါ့ဘေးကအနောက်ရှက်လုံးဝမရှိဘဲအာယုံအဖြစ်စိုက်ထုတ်တာကိုဆိုလိုတာပါ။အင်းဥဒမာခလနီပေါ်တော့လို့တီးတဲ့နေရာမှာစာရေးတာမျိုးလား။ Bill Gates ရဲ့ Think Week Style လို့ပေါ့ ဲ့ဒါမျိုးတွေပေါ့အတိအကျပဲကိုယ့်ရဲ့စဉ်းစားကြေးခေါ်နိုင်စွမ်းကိုအမြင့်ဆုံးထိရောက်အောင်တွန်းတင်တာအဲ့ဒါမှရေသွေးမြင့်တဲ့ရလဒ်တွေထွက်လာမှလေဒါဆို shallow work ကအဲ့ဒါရဲ့ပြောင်းပြန်ပေါ့ email တွေ set message တွေပြန် social media တုံးတာမျိုးတွေမှတ်ပါတယ်အဲ့ဒါတွေကလုံးရတာလွဲတယ်အသိပညာပိုင်းအရာတရားထုတ်စရာမလိုပြီးတော့တန်မှုဖန်တီးမှုလည်းနဲတယ်လေအလွဲတကူအစားထိုးလို့ရတဲ့အလိုမျိုးတွေပေါ့ဟုတ်ပြီဒါဆိုရင်အခုခေတ်မှာ ဒီ deep work ကဘာကြောင့်ဒီလောက်တက်ဖို့ရှိလာတာလဲအထူးကအကြောင်းရင်းနှစ်ခုရှိတယ်လို့စာအုပ်ထဲမှာပြောထားတယ်ပထမတစ်ခုကလည်းအခုခေတ်စီးပွားရေးကအရမ်းမြန်မြန်ပြောင်းလဲနေတော့ရှုပ်ထွေးတဲ့အရာအစ်စ်တွေကိုမြန်မြန်တင်ယူနိုင်ဖို့လိုလာတယ်ဟုတ်ကဲ့ deep work ကအဲ့ဒီလိုမြန်မြန်နဲ့နက်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 တင်ယူဖို့အကောင်းဆုံးနည်းလမ်းပဲဥပမာစာအုပ်ထဲက Jason Ben ဆိုတဲ့လူတယောက်ကြောင်းပါတယ် သူ့အရင်ကအကြံပေးဟွအဲ့ဒီကနေ့ coding ကို6လလောက်ပဲအာယုံစိုက်ပြီးလေ့လာလိုက်တာလာစာအများကြီးပိုကောင်းတဲ့ developer အလုပ်ကို ပြောင်းသွားနိုင်ခဲ့တယ်ဆိုတော့ခက်ခဲတာတွေကိုတကယ်တက်ဖို့ deep work လုပ်တယ်တင်ယူမှုအတွက်အရအရေးကြီးတာကိုနောက်တစ်ချက်ကတော့ဒုတိယအချက်ကအရေးသွေးပိုင်းအခု digital ခက်ကြီးမှလေကိုကတကယ်ကိုထိတ်တန့်အစိမ့်အရေးသွေးကောင်းတဲ့အလုပ်တစ်ခုခုဖန်တီးနိုင်ပြီဆိုပါစို့ဥမာ software ကောင်းတစ်ခုလိုမျိုး ဟုတ်တယ်ဒါမို့ကောင်းတဲ့စာအုပ်တစ်အုပ်ဒီဇိုင်းတစ်ခုပေါ့အဲ့ဒါဆိုရင်ကမ္ဘာလုံးဆိုင်ရာဈေးကွက်ကိုရောက်သွားနိုင်တယ်ကိုယ့်ရဲ့အကျိုးသက်ရောက်မှုကအစားပေါင်းများစွာတက်သွားနိုင်တယ်ဒါပေမဲ့ကိုယ့်အလုပ်ကတာမန်ပဲဆိုရင်တာမန်အဆင့်အသင့်အထင်ပဲဆိုရင်တော့အွန်လိုင်းမှာကိုယ့်ထက်ကောင်းတာကိုအလွယ်လေးရရှာလို့ရသွားနိုင်တယ်အဲ့ဒီခါကိုယ်ကနှုတ်ကြကြံခဲနိုင်တာပေါ့ဆိုတော့ထိတ်တန်းဖြစ်ချင်ရင်အကောင်းဆုံးဖြစ်ချင်ရင်အာယုံဆူဆိုင်မှုအဲ့ဒီ depth ကမရှိမဖြစ်လို့လာတာအဲ့ဒါတကယ်မှန်တဲ့အချက်ပဲ တင်ယူမှုရောထုတ်လုပ်မှုမှာပါရေသွေးမြင့်ဖို့ဒီဝက်ကအဓိကဖြစ်နေတာပဲဒါပေမဲ့ဒီလောက်တံပိုးရှိမှန်တည့်ရက်နဲ့ဘာလို့လက်တွေ့မှာရှားပါလာရတာလဲလူတွေက shallow work တွေပဲပိုလို့ဖြစ်နေကြသလိုပဲဟုတ်တယ်အကြောင်းရင်းတွေရှိတယ်လေတခုကတော့အများအား online ရှိနေရမယ်အများအား reply ပြန်နိုင်ရမယ်ဆိုတော့ဟို culture of connectivity လို့ခေါ်တာပေါ့ဟေး email ဝင်တာနဲ့ချက်ချင်းပြန်မှာ message ပို့တာနဲ့ချက်ချင်းစီးင်းပြန်မှာအလုပ်လုပ်တွေထင်ကြတာမျိုးအဲ့ဒါမျိုးလေဒါပေမဲ့ Boston Consulting Group ကလေ့လာမှုတစ်ခုမှာတွေ့တာကအဲ့ဒီလိုအမြဲတမ်းချိတ်ဆက်နေရတာက တကယ်တော့ဝန်တန်းနေရဲ့စိတ်ဖြစ်စည်းမှုကိုများစေပြီးဂုံထုတ်ဆွမ်းအားကိုကျက်စေတယ်တဲ့ဟုတ်မှာပဲအာယုံတစ်ခုကနေတစ်ခုခဏခဏပြောင်းနေရတာကိုအဲ့ဒါပေါ့နောက်တစ်ခုက စောက်ထဲမှာ principle of least resistance လို့ပြောထားတယ်အဲ့ဒါကအဲ့ဒါက အလုတ်တစ်ခုရဲ့တကယ်အင်ဖက်ကိုတိုင်းတာဖို့ခက်တဲ့အခါလူတွေကလွေတာကိုအရင်လုံးလိုက်တာမျိုးလားဟုတ်တယ်အဲ့ဒီတိုင်းတာဖို့ခက်တဲ့အခြေအနေကို matrix black hole လို့တော့ခေါ်သေးတယ်ဆိုတော့ဘယ်အလောက်ကဘလောက်တန်းဖို့ရှိလဲရှင်းရှင်းလင်းလင်းမသိတဲ့အခါလူတွေကလောလောဆယ်အလွယ်ဆုံးအမြင့်သားဆုံးအလောက်ကိုပဲရွေးလုပ်မိတော့ဟွန်းဥပမာ email တွေအများကြီးကို ရှင်းလိုက်တာက project တစ်ခုအတွက်နန်းနန်းနန်းစမ်းစားတာထက် ပို့ပြီးအလုပ်ပြီးတော့တယ်လို့ခန်းစားရစေတာမျိုးအဲ့တော့ပဲအလုပ်ရှုံနေပုံပေါက်တဲ့အလုပ်တွေကိုဦးစားပေးမိကြတယ်ပြီးတော့ဟာလေလုပ်ငန်းခွင်ဒီဇိုင်းနေ open office တွေဟာဟာ open office ကတော့တော်တော်များများကြုံဘူးကြမှာပဲအာယုံစိုက်ဖို့တော်တော်ခက်တယ်ဟုတ်တယ် Facebook တို့ Square တို့လို company ကြီးတွေမှာတော့သုံးကြပေမဲ့အာယုံပြက်နေလို့အရန်လွဲကူစေတယ်လေနောက်ပြီးအလုပ်များတာကိုပဲ productivity ရှိတယ်လို့အထင်မှားတတ်ကြတာမျိုးတော့ အစည်းအဝေးတွေတောက်လျှောက်တက်နေတာတော့အဲ့ဒါလဲပါတာပေါ့ business as proxy for productivity လို့ခေါ်တယ်အလို့ရှုပ်ပြနေတာနဲ့တကယ်တန်ဖိုးရှိတာထွန့်အောင်လုပ်တာကမတူဘူးလေဟုတ်ကဲ့ဒါပေမဲ့အရေးကြီးတာတစ်ခုရှိသေးတယ် deep work ဆိုတာအလို့ပြီးဖို့တိုးတက်ဖို့တသက်ပဲမဟုတ်ဘူးဒါကကိုယ့်အလို့အပေါ်မှာခံစားရတဲ့အဓိပ္ပာယ်နဲ့ကျင့်တတ်မှုကိုပါတိုးစစ်နိုင်တယ်။အေးအဲ့ဒါစိတ်ဝင်စားမှုကောင်းတယ်။ဘယ်လိုမျိုးလဲ။ စာရေးဆရာမဝီနီဖတ်ကာလာကပြောပြသလိုပေါ့ငါတို့ဘာကိုအာယုံစိုက်တယ်ဆိုတာကငါတို့ရဲ့လက်တွေ့ဘဝကိုပုံဖော်လဲတယ်။ဆိုလိုတာကကိုကအပေါ်ရန်အာယုံပြန့်လွင့်စရာတွေအနှောင့်အယှက်တွေကိုပဲအာယုံစိုက်နေရင် ကိုဘဝကလည်းအဲ့လိုပဲဖြစ်နေမှာပေါ့။ဒါပေမဲ့ကိုရဲ့ကြမ်းကျင်မှုကိုဖန်တီးနေတဲ့အရာပေါ်မှာစိတ်နဲ့ဒီအာယုံစိုက်လို့တဲ့အခါအဲ့လိုဆောင်မှုကိုယ်တိုင်ကချင်းနဲ့ဆရာကောင်းလာနိုင်တယ်အတိပဲရှိလာနိုင်တယ်ဟုတ်ကဲ့ ။စောက်ချင်းမှာလက်မှုပညာသည် Rick Fora အကြောင်းပြောထားတယ်။သူကတာမဏိကိုပုံတွင်းတဲ့သူ့အလို့ကိုအပိအဝရှိနှစ်လောက်ဆောင်နေ။အဲ့ဒီကနေရှားပါတဲ့ကျွမ်းကျင်မှုရောဘဝရဲ့အသေးပေကိုပါရှာတွေ့ခဲ့တာ။အည်တွေးကိုတံပိုးထားပြီးစိတ်နဲ့လှုပ်ဆောင်ခြင်းနဲ့ရတဲ့ဂုံယူခြင်းနဲ့မှုမျိုးတော့။အဲ့လိုမျိုးပေါ့။ဟဲ့ deep work အလို့ရလက်တဲ့ရောစိတ်ပိုင်းဆိုင်ရာကြည်နက်မှုအထောက်ပါအေးပါတယ်လို့ဆိုနိုင်နေဒါဆိုရင်ခြုံပြီးဖြောရရင် deep work ဆိုတာ ဒီခေတ်မှာတန်ဖိုးအရန်ကြီးဖြစ်မဲ့ပေါလွန့်ကျင်အခြေအနေတွေရောကိုရီးယားအလိအကျင့်တွေကြောင့်ရောပူပူပြီးရှားပါလာနေတယ်ပေါ့ဟုတ်ပါတယ်အနှစ်ချို့ကတော့အဲ့လာပါပဲတန်ဖိုးကြီးတယ်ဒါမဲ့ရှားပါလာတယ်စီးဝါးရေးအရာရောစိတ်ပိုင်းဆိုင်ရာအရာပါအကျိုးများပြီးမဲ့လုဖို့ကြတော့စင်ခုံမှုတွေရှိနေတယ်ဟုတ်ကဲ့တကယ်ကိုစဉ်းစားစရာတွေအများကြီးရလိုက်ပါတယ်ဒီတော့လေနောက်ဆုံးအနေနဲ့စဉ်းစားဖို့လေးတခုခြံခဲ့ခြင်းလေလူတွေရဲ့ will power ဆိုတာ တုံးရင်ကုံသွားတတ်တယ်လို့ဆိုရယ်နော်ဟုတ်ကဲ့ကုံခန်းတတ်တဲ့အရေးအမြတ်တစ်ခုလို့ပဲအဲ့ဒီအချိန်မှာပဲအင်တာနက်တို့ဆိုရှယ်မီဒီယာလို့လို့အာယုံပြပြစေမဲ့ဆွဲဆောင်မှုတွေကအမြဲတမ်းရှိနေတယ်ဒီလိုအချိန်တွေမှာကိုယ့်ရဲ့အဖိုးဓာတ်နဲ့အာယုံစူးစိုက်နိုင်စွမ်းကိုကားကွက်ဖို့ပြန်တိဆောက်ဖို့ will power ကိုချီအားကိုးလို့မရတော့ဘူးမှန်ပါတယ်အလေးအကျင့်နဲ့စစ်နေကြမှုကပိုအင်းကြီးလာတယ်ဆိုတော့ကိုယ့်ရဲ့တနစ်တာအချိန်စရာထဲမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပေါ့ဒီဖို့အထက်တီးတန့်အချိန်နဲ့နေရာကိုဘလို့အစည်းအစဉ်တကြဖန်တီးယူမလဲဘလို့စီးနေလေဒီအလေးအထားကောင်းလေးတိဆောက်ထားမလဲဆိုတာကိုစဉ်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်